နွေရာသီစာအမောပြေအေးလေးပေါ့နော် hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အိမ်မှာအလူလေးရှိရနေပေါ့နော်ကျွန်မလမ်းလေးတွေကိုလည်းလိုက်လေးပွေးချင်တာနဲ့ကြောက်ကြောရောင်စုံလေးနဲ့ပင်ပွားကြောက်ကြောပေါ့နော်ပင်ပွားကြောက်ကြောလေးကိုအေးလေးဖြော်တိုက်ပါမယ်ရှင်ကြောက်ကြောတို့နည်းလေးကတော့အရင်တိုင်းပါပဲရှင် ကျမက100 gram ပေါ့နော်ကြောက်ကြောထုတ်ချက်100 gram ကိုပုံမှန်တိုင်းပဲသုံးထားပါတယ်ကျမကြောက်ကြောထုတ်နည်းလေးကိုလည်းအရင်ကြောက်ကြောထုတ်နည်းလေးကိုလည်းလင့်ပြန်ထည့်ပေးတာပါပဲနော်ကျမကတော့အရောင်လေးတွေခွဲပြီးတော့သုံးမှာဖြစ်တဲ့အတွက်100 gram ကို၄ပုံပုံလိုက်ပြီးတော့ကျမတို့၄ဘန်းစာပေါ့နော်အရောင်လေးမျိုးလေးလုပ်ပါမယ်ရှင် ဒီညမှာကဖူကာလာမတုံးကျင်တဲ့သူကမတုံးလင်းရတယ်ပေါ့နော်ရိုးရိုးကြောက်ကြောတမျိုးထဲနဲ့ပဲကြောက်ကြောပြင်မာလေးလည်းဖြော်လို့ရပါတယ်ရှင်ကျမကတော့ရောင်စုံလေးတုံးကျင်တာနဲ့ပေါ့နော်အဲ့တော့ပြားလေးရဲ့ဝါလေးရဲ့စိလေးအနီလေးရဲ့ပေါ့နော်ကြောက်ကြောရောင်စုံလေးမျိုးလေးထိုးလိုက်ပါတယ်ရှင်အဲ့တော့ကြောက်ကြောထိုးလေးရဲ့ဗီဒီယို link လေးကိုတော့ကျမထည့်ပေးထားပါမယ်ရှင် ဒီထဲမှာတော့ကြောက်ကြောထိုးနီးလေးကိုကျွန်မအသေးစိတ်မြိုက်ပြလိုက်ပြီပေါ့နော်ကြောက်ကြောမဲလေးလည်းတုံးထားပါတယ်ကျွန်မတို့အေးဆိုင်ဒီမှာရတဲ့ကြောက်ကြောမဲလေးပေါ့နော်ဒါကတော့ဆေးကြောက်ကြောလေးပါရှင်အရက်ခေါ်ကြောက်ကြောနာမည်တော့ရှိရတော့ကျွန်မထည့်မပြောတော့ပါဘူးကျွန်မကတော့ကျွန်မကတော့ဒီမှာဆေးကြောက်ကြောအနေနဲ့ပဲပြောလိုက်ပါမယ်ဒီဆေးကြောက်ကြောလေးကိုကျွန်မတို့တညာလောက်ရေစိမ့်ထားပါတယ်ရှင်တရေမစိမ့်ခြင်းလဲပြုတ်လို့ရတယ်ပေါ့နော်ကျွန်မကတော့အချိန်ရတာနဲ့ညာတဲ့ရေစိမ့်လိုက်ပါတယ်ပင်ပွားကိုလည်းကျွန်မရေစိမ့်ထားပါတယ် ပြီးတော့ကျွန်မတကြားကို80သားလောက်ပေါ့နော်တကြားရေးဖြိုထားလိုက်ပါတယ်ရှင်အစတော့နွားနို့နဲ့ဖြိုမှုပေါ့နော်ကျွန်မနွားနို့ကိုကြိုးလိုက်တဲ့အချိန်မှာမီးတွေပြတ်တဲ့အခါကျတော့နွားနို့ကပြတ်သွားတယ်ထင်ပါတယ်အဲ့တော့နွားနို့မသုံးတော့ပဲရေနဲ့ပဲဖြိုရဲပေါ့နော်ရေရဲ့တကြားရေးထည့်မယ်နိုးစီနှစ်ဘူးသုံးတာပါတယ်နိုးစိမ့်လည်းနှစ်ဘူးသုံးတာပါတယ်ရှင် အဲ့ကျွန်မနွားနှုတ်လေးနဲ့ဖြောတိုက်ချင်တာပေါ့နော်နွားနှုတ်ကိုကျွန်မဖြောခန်းတိကြမှာပဲအဲကျူလိုက်တာပေါ့နော်မိကမလာတဲ့ခါကျတော့နွားနှုတ်ကပြတ်နေအောင်ကျွန်မမသိလိုက်ပေါ့နော်အဲ့တော့ကျွန်မနွားနှုတ်ကျူလိုက်တဲ့အချိန်မှာပဲနွားနှုတ်ကပြတ်သွားပါတယ်အဲ့တော့နွားနှုတ်ထည့်မသုံးတော့ပဲနဲ့နွားနှုတ်စားရှိပဲထည့်သုံးလိုက်ပါတယ်ရေထည့်တယ်ကျွန်မတို့ခုနကကျူထားတဲ့တကြားပေါ့နော်80သား80သားထည့်ပါတယ်ကျွန်မထင်တာတော့ အဲ့တော့80တာ80တာလောက်ကိုကျွန်မတခြားရေဖြောထားလိုက်တယ်အထည့်လိုက်တယ်ပြီးတော့နှိုးစီနှစ်ပူးထည့်တယ်နှိုးစိမ့်နှစ်ပူးထည့်ပါမယ်အဲ့နှွေရသည်ရောက်ပြီဆိုတော့ပေါ့နော်နှွေရသည်မှာဆိုတော့အေးအေးလေးတွေကရမ်းတောက်လို့ကောင်းတာပဲပေါ့နော်အဲ့တော့ကျွန်မအေးအေးလေးတွေကိုလှူချင်တာ ਨੇ ပေါ့နော်အကျိုးနည်းရလှူဖြစ်ပါတယ်အဲကျွန်တော်လမ်းထဲမှာအေးအေးလေးတိုက်တယ်ပေါ့နော်အေးတိုက်တာမဟုတ်ကျွန်မအေးလေးတွေကိုလိုက်ဝေလိုက်တာပါအေးပေါက်စီကွေလိုက်တယ်ပေါ့နော် ဒီအေးအေးလေးရလေးအရန်ကိုမတောက်လို့ကောင်းပါတယ်။နှိုးစီရောနှိုးစိမ့်ရောပါတော့လေ။ကျွန်မနွားနှိုးနဲ့ဆိုတော်တော်လေးကိုအရသာပူရှိမှာပေါ့နော်။နွားနှိုးမပါပဲမယ်။ကျွန်မနှိုးစီရောနှိုးစိမ့်ရောနဲ့ဆိုတော့တော်တော်လေးကိုအရသာရှိပြီးရန်ကိုမတောက်လို့ကောင်းပါတယ်ရှင်။နွေရာသီမှာကိုတောက်ချင်တဲ့အေးရတော့ဘောနောကိုစိတ်ကြိုက်ပါပဲကိုထဲ့ချင်တဲ့ပစ္စည်းတွေထဲ့သုံးနိုင်ပါတယ်နော်ဒီပစ္စည်းထဲမှာဟိုပစ္စည်းထဲမှာရေလို့တော့ပုံဘောနောမိမိစိတ်ကြိုက်မိမိရေအေးစေမဲ့ပုံစံလေးတွေဖြောတောက်နိုင်ပါတယ်ရှင် ကျမကတော့အိမ်မှာလှူပြစ်တာလေးကိုပေါ့နော်ဗီဒီယိုအနေနဲ့ရိုက်လိုက်လို့ပါရှင်အဲ့တော့ကိုကြိုက်နှစ်သက်တဲ့ပုံစံပေါ့နော်ကိုထည့်ခြင်းနဲ့အဲပါဝင်ပစ္စည်းလေးတွေကကိုစိတ်ချက်ထင်နိုင်နေပေါ့နော်ဒီနေရာမှာနွားနိုးတို့နိုးစီတို့နိုးစိမ့်တို့မထည့်လဲပဲကျမတို့တကြားရည်လေးနဲ့ပဲဖြော်လဲပဲအရန်ရတာရှိတယ်ပေါ့နော်နွေရသေးရတော့ကျမတို့ရေခဲအေးအေးလေးနဲ့ဆိုလို့ရှိရင်ဘာအေးအေးလေးပဲဖြည်းဖြည်းတောက်လို့ကောင်းနေရပါပဲရှင်အဲ့တော့ကျမတို့နိုးစီနဲ့နိုးစိမ့်ရဲ့တကြားရည်ရှိရဲ့ပေါ့နော်အားလုံးကြောသမားတို့အောင်ပွေလိုက်ပါမယ်ရှင် နှုံးစီလေးတွေလုံးဝပျော်သွင်းသွားတဲ့အနေထားလောက်ဒီကျမတို့တွေတည်တည်ချာချာလေးပွေသွားပေးလိုက်ပါမယ်ရှင်။အားလုံးရောသမသွားအောင်တည်တည်ချာချာလေးပွေပြီးသွားပြီဆိုလို့ရှင်တော့ကျမတို့တွေအဲညာတွေကထူထားရဲပေါ့နော်။ကြောက်ကြောရောင်စုံလေးတွေကိုတမျိုးချင်းစီထည့်သွားပေးလိုက်ပါမယ်ရှင်။အဲကြောက်ကြောလေးတွေကတော့မိမိစိတ်ချိတ်တုံနိုင်ပါတယ်။ကျမတို့ကတော့အိမ်မှာတော့ဒီလိုပုံစံလေးတုံလိုက်ပါတယ်ရှင်။အဲ့တော့ကိုစိတ်ကြိုက်ကိုအိပ်ပါပေါ့နော်စိတ်တလူမျိုးလေးစားတော့နိုင်ပါရဲ့ရှင်။ အိမ်မှာတော့ကိုထူးထားတာတော့ဗောနောကြောက်ကြောက၄မျိုးရယ်အပြင်ကဗောနောအေးဆိုင်ဒီမှာသုံးတဲ့ကြောက်ကြောက်ဗောနောအဲကြောက်ကြောက်ကျွန်မဘလို့သုံးလဲတော့ကျွန်မဒီလည်းမသိဘူးဗောနောအဲကြောက်ကြောက်မေးလေးဒီပါထည့်သွင်းလိုက်တဲ့ဘောင်းကြောက်ကြောက်၅မျိုးသုံးတာပါရှင်အဲတော့ကြောက်ကြောက်ကတော့ဝါစိန်နီပြာနဲ့အနှက်ရောင်လေးဗောနော အိမ်မှာရှိတဲ့အယောင်လေးတွေနဲ့မို့လို့ကြောက်ကြောက်ဒီကလေးမျိုးတဲ့ပေါ့နော်လေးမျိုးလည်းလွတ်ဖြစ်သွားတာပေါ့နော်ကျမကတော့ဒီထက်ပိုပြီးတော့အယောက်ဆုံးလေးတွေလောက်ချက်တာပေါ့အိမ်မှာလည်းအယောင်ကလည်းလေးမျိုးပဲရှိတဲ့အခါကျတော့လေးမျိုးပဲထိုးဖြစ်သွားတယ်ပေါ့နော်ကြောက်ကြောက်ရောက်ဆုံးလေးတွေနဲ့ဆိုတော့ချစ်စရာလေးလည်းကောင်းပြီးတော့စားချင်စပွဲလေးပါပဲရှင် အဲ့တော့ကျွန်မတို့ထိုးရတဲ့ကြောက်ကြောက်ရောင်စုံလေးကြီးအကုန်လုံးထည့်ပြီးပြီဆိုရင်တော့ညာရရစိန်ထားတဲ့ဆေးကြောက်ကြောလေးကိုလည်းထည့်လိုက်ပါမယ်ရှင်။ဒီဆေးကြောက်ကြောလေးကကျွန်မခုနကပြောသလိုပဲပေါ့နော်။အချိန်ရရင်တော့ညာစိန်နိုင်ပါနဲ့။အဲအချိန်မရဘူးဆိုလို့ရှိရင်တော့ကျွန်တော်ပြုတ်လို့ရတယ်လို့ပြောတယ်။ကျွန်မတို့ဒါကတော့ဆေးကြောက်ကြောကိုစိန်ပြီးတော့သုံးတာပထမဦးဆုံးဖြစ်တဲ့အခါကျတော့ပေါ့နော်။ကျွန်မတို့စိန်ပြီးတော့သုံးလိုက်ပါတယ်။အဲပြုတ်လို့လည်းရတယ်လို့တော့စိုက်ပိုင်ရှင်ကတော့ပြောပါတယ်ရှင်။အဲ့တော့나이ဝက်အလိုလောက်ကစိတ်ထားတဲ့ပင်ပွားလေးတွေကိုလည်းကျွန်မထည့်လိုက်တယ်ပေါ့နော်ပင်ပွားတော့나이ဝက်လောက်စိတ်ုံနဲ့ရပါတယ်ရှင် အဲ့တော့ပွင့်ပွားလေးထည့်ပြီးပြီဆိုတော့ကြောက်ကြောမဲလေးထည့်လိုက်ပါရစေ။ကြောက်ကြောမဲထည့်လိုက်တော့ကျွန်မမရိုက်မိလိုက်ပါဘူးရှင်။အဲ့တော့ကြောက်ကြောမဲလေးပါထည့်ပြီးသွားပြီဆိုရင်တော့အားလုံးပြည့်စုံသွားပါပြီရှင်။အရသာလေးကိုပြီးစမ်းပြီးတော့အချိုလုံးအချိုထပ်ထည့်နိုင်တယ်ပေါ့နော်။ကိုလူအတားလေးထပ်ထည့်နိုင်ပါတယ်ရှင်။ကျွန်တော်စားလေးထည့်လိုက်ပါသေးတယ်ရှင်စားထည့်လိုက်တော့ကျွန်တော်ထည့်မပြောမိလိုက်လို့ပေါ့နော်စားပိုင်းမှာစားထည့်လိုက်ပါသေးတယ်ရှင် တော့ရတာကိုမြည်ဆန်ပြီးတော့လူတို့ပို့လျှော်မိမိစိတ်ကြိုက်လုပ်နိုင်ပါတယ်ရှင်။ကြကြည့်ပါအောင်။အရန်ကတောက်ချင်စပွဲကောင်းတယ်ပေါ့နော်။အရန်လည်းလှတယ်။ချစ်စရာလေးပေါ့နော်။တောက်ချင်စရာလေးပါပဲရှင်။ရောင်စုံပြီးနေဆိုတော့လေချစ်စရာကောင်းပြီးတော့အရန်ကတောက်လို့ကောင်းပါတယ်ရှင်။အဲ့တော့ရောင်စုံတောက်ကြောပေါ့နော်ပင်မွားဖြော်ရည်လေးတဲ့ကိုရေခဲလေးထည့်လိုက်တာနဲ့ဟိုကရေအေးပြီးတော့တောက်လို့အရန်ကောမှကောင်းပြီးရတာအရန်ကောမှရှိပါရဲ့ရှင် မရဲ့ဗီဒီယိုလေးတွေကိုစုံလေးကြည့်ရှုပေးကြတဲ့တူရီယာစီစဉ်တိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ကျမရဲ့ဗီဒီယိုလေးတွေကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ Dr. Florima ပြန်တွေ့ပါမယ်နော်။အားလုံးပဲ bye bye ။